များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ရွှေတကုံစီတီတော်ဘန္နာတော်ထိန်းဂောပကအဖွဲ့ကကြီးမှုကျင်းပါတယ်။52ချိန်မြောက်ကဆုံညောင်ရီ3လောက်ပူစောပွဲခန်းနာရင်မြင်ကွင်းပုံရင်တွေကိုရှိုက်ကူးတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။အခမ်းအနားကိုတော့2025ခုနှစ်မေလ17ရက်တနင်္ဂနွေနေ့မှာရွှေတကုံစီတီတော်မြကြီး၌ကျင်းပပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။ ကဆောင်လာပြင်းနေ့ကဗုဒ္ဓဘာသာဝင်တို့ရဲ့နေတူးနေ့မြက်ကြီးပဲဖြစ်ပါတယ်။ကဆောင်လာပြင်းနေ့ရဲ့ထူးခြားချက်မှာဆိုရင်တော့ဖြာဒိန်၊ဖွာမီ၊ဘောရီပင်၊စံဝင်နိဗ္ဗာန်နဲ့ဆိုရတဲ့အညီသုံးလောကထွတ်ထားတပည့်ညူမြတ်စွာဘုရားနဲ့ဆက်ပြီးဖြာဒိန်ခံယူတော်နေ့၊ဖွာမြင်တော်မူတော်နေ့၊ဖျားဖြစ်တော်မူတော်နေ့ပရိနိဗ္ဗာန်ဆန်တော်မူသောနေ့ဆိုပြီးတော့ထိုထူးခြားချက်၄မျိုးတို့နဲ့တိုက်ဆိုင်နေပါတယ်။ ာရင်းသာမကပင်ကဆောင်လာပြင်းနေမှာမာနက်ရှန်ကို အောင်မြင်တော်မူသောကြောင့်ကဆောင်လာပြင်းမာအောင်သောနေ့ဖြစ်လင်ဗုဒ္ဓဘာသာဝင်တို့ရဲ့စိတ်မှာအစဉ်အမြဲဆွေးမြေးပြီးတော့နေခဲ့ကြပါတယ်ဗုဒ္ဓဘာသာဝင်တို့ဟာဖျားဖြစ်သောနေထူးနေမြတ်ကိုအာယုံပြုကာကဆောင်လာပြင်းဒီမှာပရိဘောဂစီရီထိုက်သောဘောရီပင်ကိုရေသွန်းလောင်းလိရှိကြပါသည် ဘောရီပင်ဟာတပ်ပင်ညူတညံတော်ကိုရရှိပြီးတော့ဖျားဖြစ်တော်မူရာဌာနဖြစ်ချင်းဖောဘတ်တော်၅ပါးမှာစည်ရင်းဝင်ဖြစ်ချင်းတို့ကြောင့်ထူးခြားသောတစ်ပင်တစ်မျိုးပဲဖြစ်ပါတယ်။ထို့ကဲ့သို့မြတ်စွာဘုရားနဲ့တိုက်ရိုက်ဆက်ဆက်သောဘောရီပင်မှာရေသွန်းလောင်းခြင်းအစဉ်အလာကိုလည်းခေအဆက်ဆက်ကပြုလုပ်လာခဲ့ကြပါတယ်။ မြမယိုယောင်ဆန္ဒလရှာသည့်ပွဲတော်များအနက်ကဆုံလဟာဆိုရင်တော့ညောင်ရီသုံးပွဲတော်ကိုရိုးရာပွဲတော်ဖြစ်အစဉ်လာသတ်မှတ်ခဲ့ကြပါတယ်။အခမ်းအနားကိုတော့နနက်9:00နာရီအချိန်မှာတောင်ဘက်ဧကန်တဆောင်းမှာစွန်တော်ကြီးစက္ကတ်ချင်းနဲ့စတင်ခဲ့ပါတယ်။နနက်6:00နာရီအချိန်မှာအာယုံစွန်းဆက်ကတ်ချင်း ရှင်ဟောင်းဗုဒ္ဓရုပ်ပွားတော်များတစောင်းမှာစုရက်ပြုလုပ်ပြီးတော့ရှင်ပြင်းတော်တပတ်လှည့်လေပူဇော်ခင်ကြပါတယ်။ တီတီကအနေကစားတင်အခမ်းအနားကိုလည်းအင်္ဂါတောင်ဘောရီညောင်ပင်၌ပြုလုပ်ခဲ့ကြပါသည်။ ဒီကတော့စနလပွာရာစီပွဲတော်မှာဒါအစီကားဆုံးသောကဆုံလာပြည်နေဖြစ်တာပေါ့နော်ကဆုံလာပြည်ပုံတာနေဖြစ်တာပေါ့ဒါကတော့နှစ်စင်နှစ်တိုင်းစီရင်ကျင်းပနေတဲ့အတွက်စီရင်ကျင်းပเสียဆိုတာကအကြောင်းကတော့ဘာလို့ရဲ့ဒီဗုဒ္ဓဘာသာဝင်တွေနောင်လာမယ့်အနာဂတ်မျိုးဆက်သစ်တွေနှလုံးသားမှာဘာသာရေးကျေးမှုလူမျိုးရေးဂျူမျိုးတွေကိုခတ်နှိပ်စေရတဲ့အတွက်နော် ဒီလို12လရာသီပွဲတော်တွေကိုကျင်းပခြင်းအဖြစ်ဘာသာရင်ကျင်းမှုလူမျိုးစုနောင်လာမဲ့အနာဂတ်မျိုးဆက်တည်းတည်မြဲအတူယူနိုင်အောင်အတွက်ကိုယ်ရင်ကျင်းမှုဒလေးတွေကိုထုံလဲစင်လာတွေကိုထိမ့်သိမ့်တဲ့အနေနဲ့ဒါပရိဘောဂစီကြီးဆိုတဲ့ဗောဓိညောင်တွေကိုရေလောင်းတက်ပယ်ပူဇော်တာမြတ်စွာဘုရားကိုပူဇော်တာနဲ့အတူတူပါပဲအဲကျင်းပကတော့ဒါဆိုရင်42ကြိမ်မြောက်ရှိသွားပြီပေါ့နော်အဲ့လိုကျင်းပလာ42ကြိမ်မြောက်ရှိပြီနောက်တစ်ခါကျတော့ဒါမနေ့အစောကြီး9နာရီထိုးမှအစီအစဉ်ကတော့9နာရီထိုးတဲ့အချိန်မှာ ဘုရားကြီးကိုဒါတစ်တီနော်စွန်တော်ကြီးစက်ကတ်လှူရမ်းပါတယ်9နိုင်ထိုးတဲ့ချိန်မှာအဲဒီ6နိုင်မှာဒါရွှေတကုံစီတော့ဘန္နာတော်ထိတ်ဂောဘကအဖွဲဩဘာရာစီရီယာဆရာတော်တွေကိုဒါစွန်ကတ်ပါတယ်အအောင်စွန်အအောင်စွန်စက်ကတ်ပြီးတော့မှမှာရင်းမြန်မော်မှာနတ်နဂါးခလုံးတွေနဲ့အတူရင်းမြန်မော်ဝေယဝိဆအတင်းနေနောက်တစ်ခါကျတော့ဒီဂျုံဖွဲ့ဝန်ထမ်းတွေနောက်တစ်ခါကျတော့ဒီ ဘာသာရေးအသင်းဖွဲ့တွေအားလုံးပေါ့နော်အားလုံးစုပေါင်းပြီးတော့လှည့်လေပူဇော်တာပေါ့ပူဇော်တဲ့အခါမှာလည်းဒါရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နော်နေနေလဲ၎င်းနော်ကောဘကရဲ့အဖွဲ့နေနေလဲ၎င်းဒါပူပေါင်းဆောင်ရွက်တာပေါ့နော်ကိုယ့်ရဲ့ဒီဘာသာသာသနာအတွက်ဒီမှာအဲ့လိုဆောင်ရွက်နေတဲ့အခါမျိုးကြတော့ဒီဟာကိုမြင်ရင်အဖြစ်ဒါဘာသာရင်ကျေးမှုနော် ဒီမြတ်ဗုဒ္ဓဒီနေ့ဗုဒ္ဓရဲ့နေ့မှာဆိုလို့ရှိရင်ဖွားပွင့်ဟောဆန်ဆိုတဲ့ဟာကတော့ဒါဗုဒ္ဓဘာသာဝင်နဲ့တည်တယ်လေ။နောင်လာနောင်သားတွေလည်းဒါတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တည်ပြီးတော့မှဗုဒ္ဓရဲ့ယဉ်ကျေးမှုတွေနော်ဘာသာရေးယဉ်ကျေးမှုတွေကိုလူမျိုးရဲ့ယဉ်ကျေးမှုတွေကဒီလိုတို့ကပူဇော်ရပါလားဆိုတာတည်သွားတဲ့အခါကျတော့ဒါဗုဒ္ဓသာသနာတို့ရှိတိတ္တခိုင်မြဲရေးကိုဥတည်ပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်။အဲ့လိုလှဲ့လေပွဲပြီးတဲ့အခါကျတော့အင်္ဂါထောက်မှရှိတဲ့ဒါနှစ်တန်း100နီးပါးရှိနေတဲ့ဗောဓိညောင်ကြီးမှာ ဒါနေကစားတင်တယ်ညောင်မင်းကိုနေကစားတင်လိုက်ပါတယ်เนาะဒါပရိဘောကဇေဒီနေနဲ့နေကစားတင်တင်ပြီးတဲ့အခါကျတော့မှဒါအကောလုံးဒီမှာရေစက်သွန်းချအမြပေးဝေပြီးတော့ဒါဆရာတော်တွေကနေစတင်ပြီးတော့ဒါရောင်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ကောကောဘကယောကောဘကအဖွဲ့တွေเนาะဒါရွှေကုံစီရောဘာနာတော်တွေကောဘကအဖွဲ့ဩဝါဒစရိယာတွေကမှအနုမောရတရားဟောကြားပြီးရေစက်သွန်းချအမြပေးဝေပြီးတာဖြစ်ပါတယ် ပရိဘောကစေတီထိုက်သော မဟာဘောဓိညောင်ပင်တော်အားဗုဒ္ဓပိသိကမင်္ဂလာအနေကစားတင်ခြင်းအခမ်းအနားကိုတော့နမောတတ၃ချိန်ရွတ်စုဖျားကြတော့၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။အာ ်ပြုဖို့နတ်ဂျမအပေါင်းတို့အားဂါရာပါ၏ဖိတ်ကြားခြင်းဗန္နာတော်ထိန်ခောပကအဖွင့်အလှကြတဘာပတိဥအောင်စီယာလင်းကဘောဒီယုတ်ခဥတကပူဇာမင်္ဂလာစကားလျှောက်ထားခြင်းဩဝါဒစတိယဆရာတော်ကြီးများကိုလှူဝဲဝိတ္ထုပစ္စည်းများစက္ကလှူဒန်းခြင်းတွေကိုပြုလုပ်ခဲ့ကြပါတယ် ြီးများထံမှရေဆက်ချအမှုမောဒနာတရားနှာယူခြင်းဩဝါဒစရိယဆရာတော်ကြီးများဦးဆောင်ပြီးတော့ဧည့်သည်တော်များဂောပကအဖွဲ့ဝင်များ ဗုဒ္ဓဝေယဝစ္စအသင်းများကလည်းမဟာဗောဓိညောင်ပင်ကိုညောင်ရီသွန်းလောင်းပူဇော်ခဲ့ကြပါတယ်။ င်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ ဒီဗုဒ္ဓဘာသာလူမျိုးတွေရဲ့အထွတ်အမြတ်ထားရာဒါကဆုံလာပြီနေဗုဒ္ဓနေဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အဲကျွန်တော်တို့အဲကဆုံလာပြီနေလည်းဖြစ်တယ်ပြီးတော့တရင်ခွနေနေလည်းဖြစ်တာကြောင့်ကျွန်တော်တို့ဖရားမှာညောင်ရီသွန်းဝဲလာပြီးတော့အပူဇော်ရင်းနဲ့ကျွန်တော်တို့ဒီကနေ့တရင်ခွနေနေမှာလည်းကျွန်တော်တို့အသင်းအနေနဲ့အာကျွန်တော်တို့သရှေးကုသိုလ်လာပြီးတော့ယူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသင်းကိုနည်းနည်းလောက်မိတ်ဆက်ပေးရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အသင်းကတော့ဒါအထက်ပစ္စည်းရဲ့တပြည့်လေးအသင်းဖြစ်ပါတယ်အဲ့တော့အသင်းကိုတီထောင်ခဲ့တာဆိုရင်105နှစ်ရှိပြီဖြစ်ပြီးတော့အာကျွန်တော်တို့တရင်ခွနေနေမနက်တိုင်း ဒါရွှေတကုံစီတော်မြစ်ကြီးမှာကျွန်တော်တို့ကုသိုလ်ယူပြီးတော့အဲကျွန်တော်တန်ရှိကုသိုလ်ပါဝင် ပူဇော်နေတာဖြစ်ပါတယ်အတားမလို့ဒါအခုလိုမျိုးအဲကျွန်တော်နဲ့အတူတူတန်ရှိကုသိုလ်ပူဇော်ခြင်းတဲ့သူတွေကိုလည်းလာပြီးတော့ကျွန်တော်တို့အသင်းမှာလာရောက်ဆက်သွယ်ပြီးတော့ပူဇော်နိုင်နေဆိုတဲ့အကြောင်းကိုဒီနေရာကနေပြီးတော့တရင်ကောင်းပါခြင်းပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီကနေ့ကအခုနပြောသလိုပဲကျွန်တော်တို့ကစုံလာပြင်းနေအာဒါဗုဒ္ဓဘာသာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာအာကျွန်တော်တို့နေတူးနေမြတ်ဖြစ်တာကြောင့်ကျွန်တော်တို့ကစုံချောင်းကြီးသွန်းရတဲ့အာဒါပီတိကုသိုလ်အားဆိုလို့ရှိရင်ဘာနဲ့မှမလဲနိုင်အောင်ကျွန်တော်တို့ဝန်တာပီတိဖြစ်ရပါတယ်အဲ့တော့ဒီကနေ့မှာအားလုံးလည်းကျွန်တော်တို့နဲ့အတူတူကုသိုလ်ထပ်တူရရှိကြလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီကနေ့မှာအာကျွန်တော်တို့ရရှိတဲ့ကုသိုလ်တွေကိုလည်းပြန်ပြီးတော့မျှဝေပေးပါတယ်အဲ့တော့အာ now ဆက်ဆက်လေကျွန်တော်တို့ကုသိုလ်တွေအများကြီးထပ်ပြီးတော့အတူတူကုသိုလ်ယူနိုင်ဖို့ဒီနေရာကနေဖိတ်ခေါ်ကြပါရစေခင်ဗျာ ရှိသောနေ့လေးဖြစ်ပါစေပေါ့နော်ဒီနေ့ကတော့တင်းငူရီလေးဖြစ်တယ်အဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရကဆုံလာပြည့်နေ့လေးဖြစ်တယ်ပေါ့နော်ဒီနေ့မှာလာပြီးတော့ညောင်ရီသုံးတဲ့ကုသိုလ်လေးယူရင်းပေါ့ဒီအတင်းရဲ့ဝေယဝစ္စလေးလာပြီးတော့ပါဝင်အဖြေတာပါအတင်းငူရီနိုင်မနက်တိုင်းမှာလာပြီးတော့ဒီပေါ့အတင်းရဲ့ဝေယဝစ္စတွေကိုလည်းပါဝင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်အာပြီးတော့ဆူတောင်းလေးပေါ့နော်ဒီနေ့အဗုဒ္ဓဘာသာရဲ့မြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရကဆုံလာပြည့်မှာကဆုံလာပြည့်နေ့မှာညောင်ရီတွေတူတူတွန်းရင်းနေပေါ့နော်ဟိုကုသိုလ်တွေစတဲ့ဘိုးရရှိကြ ပါစေအေးချမ်းကြပါစေအာနေ့ရက်အတိုင်းမှာလဲပေါ့နော်ကုသိုလ်ကောင်းမှုတွေစပွားပြုလုပ်ပြီးတော့အေးချမ်းသောနေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေပေါ့ဆုတောင်းပြုပေးပါတယ်ရှင်ဆလတ်၍အခမ်းအနားအစီအစဉ်များအရမြမတကြားနတ်နဂါဂလုံးများနှင့်အယံယောဂီများကနေရာယူပြီး ဇာယောဟိဗုဒ္ဓတကာရာယွတ်ဆိုပြီးညောင်ရီသွန်းလောင်းပူဇော်ခြင်းပြိသက်အပေါင်းတို့ကလည်းသွန်းချသွန်းချအစချီသောကြပြများကိုယွတ်ဆိုပူဇော်ခဲ့ကြပါသည်တင်ဖိတ်ထားသောနတ်ပြမအပေါင်းတို့အားကာရာပား၍ပြန်လည်ပို့ဆောင်ခြင်းဗုဒ္ဓသာသနာစီရန် တိတ်ထုသုံးချိန်ရွတ်ဆိုဆူတောင်းပြီးတော့အခမ်းအနားကိုရှုပ်သိမ်းခဲ့ပါတယ်။ ိဘပြည်သူများရှင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ရွှေတကုံစင်တီတုံးဘန္နာတော်ထိန်ဂောဘကအဖွဲ့ကကြီးမှုကျင်းပတဲ့ကဆုံလာပြည့်ဗုဒ္ဓနေ့52ကြိမ်မြောက်ကဆုံညောင်ရီ3လပူဇော်ပွဲခန်းနာကိုမိဘပြည်သူတွေတာတုအမှုမောဒနာခေါ်ဆိုနိုင်ဖို့ရိုက်ကူးတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။